โอเคပါကျွန်တော်ဒီဒီဘက် we fight တို့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့တစ္ဆာအမှန်တင်းနဲ့မဟာ United တင်းလို့ပွဲစဉ်ဖြစ်ပါတယ်စက်တင်ဘာ29ရက် ညနေ3:00နာရီခွဲတိရဒီပါခွဲမှာရှင်ပြန်ကစားမှာဖြစ်ပါတယ်။ကိုစိုးကိုမင်းရဒီပွဲကိုစတင်သုံးသပ်ပြပါဦးဗျ။ဟုတ်ကဲ့ပါဒါသစ္စာအမှန်တင်တဲ့မဟာရင်းတဲ့တင်တို့တန်လင်းမျိုးမှာရှိတဲ့ဒါတိရဒီပါခွဲမှာရှင်ပြန်ကစားသွားကြမယ်ဖွဲ့စဉ်ဖြစ်တဲ့ဒီဖွဲ့စဉ်အကျိုးပြီးပဏာမပြောရမယ်ဆိုလို့ရှင်တော့နှစ်သိန်းစလုံးကကစားအားရှိတဲ့ဝင်ကောင်းတကောင်းလည်းဖြစ်နေတဲ့ခါကြတော့ဒါပြိသက်တွေအကြိုက်တွေ့မဲ့ဖွဲ့စဉ်တစ်ခွဲဖြစ်မယ်ဆိုတာကိုအကျိုးပြီးတော့ကျွန်တော်နေမဲ့ပြောချင်ပါတယ်။သစ္စာအမှန်တင်ကတော့ပြီးခဲ့တဲ့ဒီရန်ကုန်ရိုက်တဲ့တင်တဲ့ဖွဲ့စဉ်မှာဆိုလို့ရှင်သူတို့အတင်းရဲ့ကစားပုံတွေကတော်တော်လေးကောင်းတဲ့စီးလုံးမှုရှိတဲ့တူအားယုံအားတွေကဒါပြန်ပြဲအတင်းကတော့လိုက်မမိနိုင်ဖြစ်ခဲ့ရတယ် ယ်ပေါ့နော်ပြောချင်တာကတော့သူတို့အသိရတာနိုင်ငံွဲစားလောင်မှုရဲ့ကစားသမားတွေရဲ့ဒါဟိုပြောမယ်စီလုံးညင်ညွတ်မှုရဲ့ဒါတွေပေါင်းစပ်ပြီးတော့ကျတော့ပြီးခဲ့တဲ့ရံဝင်တဲ့တင်တဲ့ပွဲစံမှာအကောင်းဆုံးကစားပြီးတော့နှစ်ခုတခုဆွဲချရလိုက်မယ်အနိုင်ရခဲ့တယ်တော့တွေ့ရတယ်ပေါ့နော်တကယ်၍တို့အနေနဲ့အဲ့ဒီနေ့ရက်ပွဲစဉ်မှာရခဲ့တဲ့အခွင့်အရေးတွေကိုဒီထက်ပိုပြီးတော့အဆုံးသတ်သေးကြခဲ့မယ်ဆိုလို့ရှိရင်တော့အာဒီထက်ပိုပြီးတော့တော့ဒါကိုပြတ်သွားနိုင်တဲ့အနေအထားတွေကိုတွေ့ခဲ့ရသေးတယ်ပေါ့နော်ကျွန်တော်ထင်တာတော့အဆုံးမစော်ဆိုလို့ရှိရင်အခွင့်အရေးတွေရခဲ့တယ်ပေါ့နော်ဒီနေ့တည်းအသုံးမချနိုင်ခဲ့ဘူးပေါ့နော်ဒါဒါတွေသာအသုံးချနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဟိုရန်ကုန်ရဲတဲ့တင်ကိုတို့အနေနဲ့ဒါကိုပြတ်နိုင် ိုင်ခဲ့မယ်လို့ကျွန်တော်နဲ့ထင်တယ်။ဒီပွဲစဉ်မှာမဟာယူနိုက်တက်တင်တဲ့ပွဲစဉ်မှာရောပြီးခဲ့တဲ့ပွဲစဉ်ကအနေအထားတစ်ခုကိုခြေစွမ်းကောင်းကိုဆက်လက်ပြီးတော့ထိန်းထားနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်ရမယ်။မဟာယူနိုက်တက်တင်ကတော့ ဒီလက်ရှိမှာကျွန်တော်မြေမေးလောက်ကအနည်းပြချက်ဥဆောင်လင်းထွင်ရဲ့အတင်းမှာဒါလူမဆုံးသေးဘူးလို့ပြောချင်တယ်။တချို့အတင်းတွေဆိုလို့ရှိရင်နေမှာထွက်ကန်နေကြလဲကျွန်တော်အနေနဲ့သတိထားမိတယ်ပေါ့နော်လူမဆုံးသေးဘူး။ဒါပေမဲ့လူမဆုံးတဲ့အကြားကပဲသူတို့အတင်းနေတဲ့ဒီခိုင်ယူနေတဲ့အတင်းကိုတော့ကိုနှစ်ကိုဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်။ဆောစောကပြောစလိုမျိုးပဲအဲဒီအတင်းကောင်းတော်စာမင်းသာသူတို့နေနောက်ဆုံးရတဲ့ပဏိတိအနိုင်တွန်းယူနိုင်ခဲ့မှာဆိုလို့ရှိရင်လေးကိုနှစ်ကိုဆိုတဲ့ပြက်ပြက်တသားရတယ်နဲ့အနိုင်ရခဲ့မှာတွားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်ကနှစ်သိစလုံးကတော့ကစားအားရှိတယ်တစ္ဆာအာမန်ကစားအားရှိတယ်မာယူနဲ့အတင်းရန်ကစားအားရှိတယ်ဒီလို ုးကစားအားရှိတဲ့အနေအထားတစ်ခုကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာကတော့တေရက်လက်ကိုလည်းပဲဥတီသွားနိုင်တဲ့အနေအထားတစ်ခုလို့ပြောချင်ပါတယ်ကိုတော့ကြာဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးသစ္စာအမှားတော့ဆောင်းတော့ကိုဘုံသုံးသပ်သလိုပေါ့နော်ကျွန်တော်အမြင်ရတော့ရန်ကုန်ကိုနိုင်လိုက်တာဖြစ်တဲ့အတွက်တို့မှယုံကြည်မှုတွေမြင့်တက်လာတယ်စိတ်ဓာတ်တွေစီလုံးစီလုံးမှုတွေအကုန်ပေါ့နော်ဆက်ဆက်ရမြင့်တက်လာတယ်ပေါ့နော်တော်တော်လေးအရှင်ရသွားတဲ့သဘောပေါ့နော်အဲ့လိုမျိုးတွေတော့ကျွန်တော်မြင်ရတယ် ကျွန်တော်ရှေ့ပွဲတွေမှာလည်းတုံးတက်ခဲ့တယ်လို့ပေါ့နော်တစ္ဆာမှန်တင်းကပွဲတိုင်းအခွင့်အရေးမရခဲ့တဲ့ပွဲဆိုတာမရှိဘူးဟုတ်ပါဘူးကိုသွင်းခွင့်မရခဲ့တဲ့ပွဲဆိုတာမရှိဘူးတခုပဲရှိတယ်သူတို့မသေးကြခဲ့တာလေးတွေပဲရှိတယ်ပေါ့နော်ပွဲတိုင်းကိုရမဲ့အခွင့်အရေးတွေရခဲ့တယ်ပေါ့နော်အာအခုဒီနှစ်မှာတော့နည်းနည်းပေးကူများနေတဲ့ပြဿနာလေးတော့နည်းနည်းရှိနေသေးတယ်ပေါ့နော်အဲပေးကူများတယ်နောက်ပြီးတော့ ိုးနေနေသေးတယ်တိုက်စစ်ကကိုးနေနေတဲ့ပြဿနာလေးလည်းရှိသေးတယ်ဘလိုပဲဖြစ်ဖြစ်ပါဆောနာကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်ရန်ကုန်နိုင်ထားတဲ့အတွက်အချိန်လေးရသွားပြီပေါ့နော်ဒီအချိန်လေးကတို့ဒီနှစ်အတွက်တော်တော်လေးကိုအဆင်ပြေမဲ့အနေထားလေးလို့ကျွန်တော်အနေနဲ့ဟိုထင်မိတယ်ပေါ့နော် အာမဟာယူနိုက်တက်တင်းကတော့ဟိုရခိုင်နဲ့ပွဲမှာအဲ့မပွဲမတိုင်ခင်လည်းကျွန်တော်ပြောခဲ့ပါတယ်ဒီပွဲရခိုင်နဲ့မဟာပွဲကတော့မဟာတင်းကတာတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့တကယ်လည်းတာခဲ့ပါတယ်ဒါပေမဲ့ကတ်ပြီးတာတာကိုကျွန်တော်သဘောမကျဘူးနော်ဆောနာကိုဘုံပြီးပြောလို့ပေါ့နော်ပယ်နတီနိုင်ရခဲ့မယ်ဆိုရင်လုံးဝပြတ်ပြတ်သားသားတာတာပေါ့နော်အဲ့လိုမျိုးကိုပဲကျွန်တော်သဘောကျတယ်ဘာလို့အဲ့လိုလေကတ်ပြီးတာတာက ဟိုနည်းနည်းစိုးရင်ကျင်စရာလေးပေါ့နော်အဲ့တော့ခက်စစ်ကဟိုမကောင်းသေးဘူးဆိုတော့အနေထားလေးကိုမြင်တွေ့ရတာပေါ့နော်တိုက်စစ်ကကိုရရတယ်ဆိုပေမဲ့မဟာသင်းတွေနဲ့တခုတတိကထားကစားရမှာကသစ္စာအမှန်သင်းကလူငယ်တွေနဲ့လုံးဝ short တွက်လို့မရဘူးပေါ့နော်ရန်ကုန်သင်းကိုလည်းတို့အနိုင်ကစားခဲ့တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကလူငယ်တွေကိုလေးစားရမယ်လေးလေးစားစားကစားရမယ်ပေါ့နော်လူငယ်တွေဆိုပြီးတော့မလေးမစားလို့ခံရမယ်အဲ့တော့အလားတူပဲတစ္ဆာအမှန်တင်းကလည်းမဟာသင်းမှာတကယ်ဝါရင်းနဲ့ကစားသမားတွေအများကြီးရှိတယ် ဝဲပြောင်းရလက်ပြောင်းနိုင်တဲ့ကစားသမိုင်းလည်းအများကြီးရှိရပါတော့အဲ့တော့အဲ့ဒါလေးလည်းတစ္ဆာအမှန်တင်ဘက်ကတတိထားရမယ်မဟာသင်းရဲ့အနေထားကိုကြည့်မယ်ဆိုရင်မဟာသင်းဟာ၃ဘက်ကစားပြီးချိန်မှာ တိုက်စစ်က၅ခုခန်းစစ်က၅ခုတော်များတယ်လေတော်များတာနေတာတွေ့ရတာပေါ့နော်ဒီလုံမြတ်တော့မှုရာကောင်းတော့မကောင်းဘူးပေါ့နော်ဘယ်လိုပဲဖြစ်အဲ့နေထားလေးလည်းပြန်လဲတုံးတက်ဖို့လိုတယ်ပေါ့နော်ဒါမအာသိန်းရတာပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါရခိုင်နဲ့ပွဲမှာဆိုရင်သူ့အရင်လေးတော်တော်လေးခြေစွမ်းပြကစားတာကစားနိုင်တယ်တူတူကိုလည်းရခဲ့တာတွေ့ရဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အဲ့တော့ပြန်ပြီးခြုံပြီးတော့ကြည့်ရမယ့်ဆိုရင်တကယ်ပွဲကောင်းတစ်ပွဲကိုထက်မြင်အောင်မယ်လို့ပဲကျွန်တော်အနေနဲ့အာတုံးတက်ချင်ပါတယ်ဗျာ